မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ဂျေဇုတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှာတေတို့ဘောသူတက်ရောက်ပါစေ။ဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ဂျေဇုတော်ချောင်း2025ခုနှစ်ဂျွန်လ9ရက်နေ့သို့ရောက်ရှိလာပါပြီ။ကျွန်တော်ယခုချင်းမိုင်မြို့ IMM Hotel ကနေ live လုပ်နေခြင်းဖြစ်ပါရစေ။ယေရှုသူအားလုံးဖျားကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားဂျေဇုတင်ပါရစေ။ နှုတ်ဘတော်အဖြစ်တိဆောက်ချက်ဖြစ်စီပါနေ့တိုင်းတမတရားကို နားထောင်တဲ့သူများဆိုးရွားတဲ့သတင်းဆိုးတွေကြားနေရပြီမဲ့ကောင်းမြတ်တဲ့ဖရာရဲ့သတင်းကောင်းနဲ့ကြီးစုတော်အုံးပွေခံစားရစီပါခက်ခဲမှုတွေများစွာရှိတဲ့လူပေါင်းလူလောကမှာအသက်ရှင်ရပြီမဲ့ယေရှုခရစ်အဖြစ်အုံးပွေပြုမဲ့ကောင်းကြီးမင်္ဂလာဖျားဖျားလို့ဒီနှုတ်ကပတ်တော်ကိုနားထောင်သူသီးသီးပေါ်တက်ရောက်စီပါ အခုလေကျွန်တော်ပြောတာထက်ကိုတော့ပြောချင်းတာဖြစ်စီပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းဖြင့်ဝီနာပါလေဖေဟာအာမင်ဖြတ်ရှင်ရဲ့ကြီးစွာကိုချီးမွမ်းပါလေကျွန်တော်ခေါင်းစဉ်တစ်ခုနားထောင်နေပါလေကျွန်တော်နားထောင်နေတဲ့ခေါင်းစဉ်ကတော့ဓမ္မသစ္စာမှာကျွန်တော်ယုံကြည်သူများပူဇော်ရမယ့်ရက်ငါးမျိုးကိုကျွန်တော်နားထောင်နေတာဖြစ်တယ်အော်နားလည်အောင်ပြောရင်တော့ဓမ္မသစ္စာမှာယုံကြည်သူတအူပူဇော်ရမယ့်ရက်၅မျိုး အဲ့တော့ခေါင်းစဉ်ကတော့ဓမ္မသစ္စာ၌တွေ့ရသောယုံကြည်သူများပူဇော်ရမည်ရစ်ငါးမျိုးအဲ့ဒီအရာလေးကိုကျွန်တော်တို့ဒီကနေ့နားထောင်နေတာဖြစ်တယ်အဲ့တော့ယခင်ကတော့ဣသရေလကဒီတမောင်းကာလမှာတိုးတွေနွားတွေခိုးတွေဂျိုးတွေရစ်ပူဇော်ရတယ်ဘောက်တနေ့တစ်ချိန်အသွေးသွန်းရတယ်ဒါပေမဲ့ဓမ္မသစ္စာရောက်တဲ့အခါမှာသခင်ယေရှုခရစ်တော်အားဖြင့် ကျွန်တော်ထာဝရကာလအပြစ်လွတ်မြောက်ခြင်းရဘာကြောင့်လဲသခင်ရှုအသွေးတော်အဖြစ်ဒါပေမဲ့အပြစ်လွတ်မြောက်ခြင်းရတိုင်းအပြစ်တွေထချူးလွန်လို့တော့မရပါဘူးဒါလေးကိုကျွန်တော်နားလေးရအဲ့တော့ဖျားသားဖြစ်တိုင်းကြိုက်တာလို့လို့မရအောင်ဖျားအလိုတော်တိုင်းအသက်ရှင်နေရမှာဖြစ်တယ်ဖျားအလိုတော်တိုင်းလောက်ရမှာဖြစ်တယ်အဲ့ဒါလေးတော့တတိပြုရမှာဖြစ်တယ်အဲ့တော့ တိုးနွားခိုးကြိုးပူဇော်စရာမလိုပေမဲ့ကျွန်တော်ပူဇော်ရမယ်ရက်၅မျိုးတော့ရှိသေးတယ်။အဲ့တော့ဒီကောင်းစရာတိတ်အရေးကြီးတယ်။အဲ့တော့တကယ်ရှုအပ်ပြည့်ပြည့်လုံးမြောက်ချင်းရပြီ။ကဲတင်းချင်းရတဲ့ဖျားသားမီပူဇော်ရမယ်ရက်၅မျိုးရှိတယ်။ဒါကြောင့်ဒီနောက်ွက်တော်တဲ့နိဒိုင်းနာထောင်းရင်တိတ်တော့မရှုံးဘူးလို့အပြေးချက်။ကဲတော့နံပါတ်၁ပထမဆုံးရက်ကဘာလဲဆိုတော့ဂျေဇူးပြုခြင်းနဲ့ဥစ္စာဝီမျှခြင်းရက်။အဲ့တော့ဖျားသားမီမှန်ရင်သူတို့ဘောက်ဂျေဇူးပြုရအောင်။ သူတို့ဘဝကိုမေတ္တာပြတာဥစ္စာဝေမျှခြင်းပြုရမယ်ဟေဘေဝရစာခန်းကြီး73အငယ်76မှာဖတ်တွေ့ရမယ်ကို့သူများဂျေစုပြုရင်လည်းကိုကသူများကိုဂျေစုပြန်ပြုရကို့သူများ မပြုရင်တော့ကိုကသူများကိုဂျေစုပြုရဒီလောကကြီးမှာဂျေစုကမ်းတာဂျေစုပြတ်တာဂျေစုမတင်တာအများကြီးပဲဒါပေမဲ့ကျွန်တော်တို့ကပထမဆုံးပြုရမယ့်ရစ်ကဂျေစုပြုရမယ်ဥစ္စာဝေမျှခြင်းဒီရစ်ကိုပြုရမယ်ဒါဘုရားသခင်ကိုပူဇော်တာ အသူတွေခိုးတွေဂျိုးတွေနွားတွေဘာမှပူဇော်ကြမလို့ဘာကြောင့်လဲသခင်ယေရှုအဖင်လွတ်မြောက်ခြင်းရတယ်ကျွန်တော်တို့ဒါပြင်ကျွန်တော်ပူဇော်ရမယ့်ရင်၅မျိုးထဲမှာတော့နံပါတ်1ယေရှုပြုနေရမယ်ဒါဂျာမနီကအများကြီးဖော်ပြခဲ့ပါတယ်ကဲဒီကနေ့နံပါတ်2ဒုတိယဒုတိယပြုရမယ့်ရစ်ကပါလေဒုတိယရစ်ကတော့ပါလေဆိုတော့ယုံကြည်ခြင်းရစ်ကိုပူဇော်ရဖိလိပ္ပိဩရစာခန်းကြီးနဲ့ငယ်စက်ခေါ်မှာဒီလိုရေးပါလေကျွန်တော်နည်းနည်းလေးဖတ်ပြခြင်းနဲ့ဖိလိပ္ပိဩရစာခန်းကြီးနဲ့ငယ်စက်ခေါ်မှာ ထိုမြမကသင်တို့ဤယုံကြည်ခြင်းကိုတင်လူပူဇော်သောရစ်အပေါ်မှာငါကိုလောင်းသောဝမ်းမြောက်ခြင်းရှိ။သင်တို့ရှိသမျှနှင့်အတူငါဝမ်းမြောက်ခြင်းရှိ။ Ephesians sorry Philippians or is can you ne အငယ်စက်ခွန်။အဲ့ဒီ Philippians or is can you ne အငယ်စက်ခွန်မှာတော်တော်ရှင်းပေါ်လို့ပြောရင်သူ့ကိုတဲ့တင်လူပူဇော်ရမယ့်ရစ်ကားတဲ့ယုံကြည်ခြင်းရစ်ထဲမှာပူဇော်ဖို့ပဲတဲ့။ ။အနားလေလွန်အောင်ပြောရင်တော့ဖိလိပ္ပိသင်သားများကိုသူကတွန့်တင်တာ။သင်တို့ပြုရမယ်ယုံကြည်ခြင်းရစ်ထဲမှာငါ့ကိုတင်လူပူဇော်လို့ရတယ်။ပြောချင်တာငါအစင်သဖြင့်ဘုရားကိုယုံကြည်ခြင်းနဲ့ပဲသွားတာ။အဲ့တော့သင်တို့လည်းယုံကြည်ခြင်းရစ်ပဲပူဇော်တယ်။တန်လျာမလုံးနဲ့တဲ့။ဘုရားကိုလည်းအပြစ်မတင်နဲ့တဲ့။ဘုရားကောင်ဘယ်တော့ခါမှညစ်တော့မိတန်းခြင်းမပြုနဲ့တဲ့။ယုံကြည်ခြင်းရစ်ကိုပဲပူဇော်နေတဲ့။အဲ့ဒီပုံမှာဘုရားအသက်ကိုကျေးဇူးပြန်ပြုမယ်။ အဲဒါကိုပြောချင်တာအဲ့တော့ဒီဖိလစ်ပိအသင်းသားတွေကိုဥဆောင်တဲ့သင်းအောင်ဆရာနာမည် Epaphroditic ဖြစ်တယ်နော်အဲ့တော့ဒါတမန်ရှင်ဘောလူကနော်ဒီ Epaphroditic လက်ကနေပြီးတော့ရှင်ဘောလူရောမထောင်မှာကြားတဲ့အချိန်မှာဖိလစ်ပိသင်းသားတွေပို့ပေးလိုက်တဲ့အလူငယ်သူရရှိတယ်ကောင်းကြီးမင်္ဂလာများသူရရှိတယ်။ဒါကြောင့်ဒီဖိလစ်ပိအော်ရဆာဆိုတော့တမန်ရှင်ဘောလူကရောမထောင်မှာကြားတဲ့အချိန်မှာ ဂျေဇုတင်စာဖိလိပ္ပိသင်္ကားတွေပြန်ရေးပြီးတာအော်ရှင်ဘောလူတော်များအသင်းတော်ထဲမှာရှင်ဘောလူဒီလိုမျိုးပါဝင်တာဖိလိပ္ပိသင်္ကားတစ်ပါးပဲရှိတယ်ဆိုတဲ့သဘောမျိုးတွေ့ရတယ်ဒါကြောင့်ရှင်ဘောလူကဒီယောမထောင်မှာကြားတဲ့အခါပထမဆုံးထောင်လင်းစာ၄ဆောင်ရေးတယ်နံပါတ်1ကအေဖေရစ်နံပါတ်2ကဖိလိပ္ပိနံပါတ်3ကောလိုသဲနံပါတ်4ဖိလီမုန်အဲ့ဂျန်လီဂျမ်းမှာဒီအေဒီဖိလိပ္ပိဩရစာအထူးကြဆုံးဂျမ်းဖြစ်တယ်။ဆိုတော့ဝမ်းမြောက်ခြင်းနဲ့ဆိုင်တဲ့ rejoice in the lord rejoice in the money rejoice in the job မပြော rejoice in the lord အဲ့တော့တခင်ပြားနိုင်ဝမ်းမြောက်ဖို့တို့သူညွန်ကြားတယ်တော့ဒီဖိလိပ္ပိဩရစာအတော်လေးအောင်းစရာကောင်းတဲ့ချမ်းချမ်းဖြစ်တယ်အဲ့ဒီမှာသူကဒီယုံကြည်သူတဲလို့ပူဇော်ရမယ်ဒုတိယရစ်ကိုသူရေးထားတယ်အဲ့ဒါယုံကြည်ခြင်းရစ်ပဲအဲ့တော့ဖယားကလူကိုတောင်းတာယုံကြည်ခြင်းရစ်ပဲတောင်းတောင်းလူနဲ့ဖယားနဲ့စပ်တွေ့တာက ဘာနဲ့မှကြားမခံဘူးယုံကြည်ခြင်းပဲကြားခံအမနားလည်အောင်ပြောရင်အလုရှင်နဲ့အလုသမားဆက်သွယ်တာအလုရှင်ကအလုသမားဘာလို့ဆက်သွယ်လဲသာသာရလို့ပေါ့အလုသမားကလည်းအလုရှင်ကိုဆက်သွယ်တာလာသာရလို့အလုရှင်ကလည်းအလုသမားကိုဆက်သွယ်တာသူအလုပြီးလို့အနားလည်အောင်ပြောရင်လူတစ်ယောက်မှဆက်သွယ်မှုကြားကံမှာတခုခုခံထားပဲတောင်းမီနဲ့မိဘဘာလို့ဆက်ဆက်သွယ်တယ်လဲအတောင်းမီဖြစ်နေလို့မိဘဖြစ်နေလို့ တော့လောကကြီးမှာဘယ်ဆက်သွယ်မှုမဆိုကြားကန်တစ်ခုမြင်ရှိတယ်။ဒါပေမဲ့ဖယံနဲ့ကျွန်တော်တို့ဆက်သွယ်တာကြတော့ဘာမှကြီးကြီးမားမားမဟုတ်တစ်ချက်ပဲလို့ယုံကြည်ခြင်းရှိရင်ဆက်သွယ်လို့ရတယ်။အဲ့တော့ဂျန်သားတွေမှာဒီယုံကြည်ခြင်းရပူဇော်တဲ့သူတွေကိုကျွန်တော်နည်းနည်းနားထောင်ကြည့်။အဲ့တော့ဒီတပါးမျိုးသားတွေမှာတပါးမျိုးသားဆိုတာဂျူးတွေမဟုတ်ဘူး။တကယ်ရှုရဲ့အကြောင်းကိုကြားပြီးတကယ်ရှုယုံပြီးတော့တကယ်ရှုအရှိမယုံကြည်ခြင်းရစ်ကိုပူဇော်လိုက်လို့တကယ်ရှုကလုတ်ပေးလိုက်တဲ့သူတွေ ကျွန်တော်မအများကြီးရှိတယ်အဲ့ဒီအနှစ်ယောက်ကျော်ပြောမယ်။နောက်ဂျူးလူမျိုးတွေကနှစ်ယောက်လေးယောက်ကျော်ပြောမယ်။ဟောဒီကနေ့သင်ရလေယုံကြည်သူလို့ပြောပြီးယုံကြည်ခြင်းရစ်မရှိရင်တကယ်ရှုနှစ်သက်မှာမဟုတ်ဘူး။နောက်ကျွန်တော်ပူဇော်ရတဲ့ရစ်ငါးမျိုးမှာနံပါတ်1ဒုတိယရစ်ဒီယုံကြည်ခြင်းရစ်ပူဇော်ရတော့ဒေါသရစ်မဟုတ်ခွန်းမလွတ်နိုင်တဲ့ရစ်မဟုတ်တန်တရားရစ်မဟုတ်အပြစ်တင်ပြီးညှိတွားတဲ့ရစ်မဟုတ်ယုံကြည်ခြင်းရစ်အဲ့တည်းမှာဒီကနေ့အဲ့လားလောကမှာသတင်းစိုးတွေဘလောက်ကြားကြား သိယုံကြည်ခြင်းကိုသာပူဆော်ပါအဲယုံကြည်သူကိုးွယ်တဲ့ဖခင်လုံရင်အံ့ဩွယ်ပြန်ဖြစ်တယ်ဖခင်နာမဘုံချပါစေဒါကတချင်တမှုရှိတယ်ကိုတော်သည်အံ့ဩွယ်ကိုတော်ကအံ့ဩွယ်ကျွန်တော်ကိုးွယ်တဲ့ဖခင် amazing သူမလုံနိုင်တာဘာမှမရှိဘူးဒီကနေ့သင်ကြားရတဲ့သတင်းတွေကသတင်းကောင်းမရှိဘူးမိတ်ဆွေနေ့တိုင်းသတင်းဆိုပဲကြားရတော့သတင်းကောင်းကဘယ်တော့မှမရှိဘူးတမန်ကျမ်းစာတော့မရှိဘူးအော်ဒီသင်တမန်ကျမ်းစာကိုသာယုံတမန်ကျမ်းစာအရှင်ကိုနေ့စဉ်ယုံ အဲ့ဒီယုံကြည်ခြင်းရစ်ကိုပူဇော်ရင်းနဲ့တင့်ဘဝရဲ့အခက်အခဲကိုထိုးရှင်းရလုပ်ပေးမှာဖြစ်တယ်။တောင်ချမ်းသာထဲမှာဒီတပားမျိုးသားထဲမှာယုံကြည်ခြင်းရစ်ကိုပူဇော်ပြီးယုံကြည်ခြင်းအပြင်အစဉ်ပြေသွားတဲ့သူမျိုးကိုပြောမယ်။နံပါတ်၁ဘရန်တယောက်ကကပီရနောင်မျိုးကတမုကျွန်တော်အလုံးသိတဲ့ကပီရနောင်မျိုးမှာ centurion ကပီရနောင်မျိုးကတမုတယောက်ကသူ့ငယ်သားဖျားတဲ့ခါသခင်ရှုရှိလာတယ်။မသက်ခန်းကြီးအာရှစ်အငယ်9ကနေ73ထိဖိုင်ရွှေတွေ့ရတယ်။ မသက်ရှင်းငါးအနေ73ပါအဲ့ဒါကြီးချိုးပြောရင်အိမ်လိုက်ခဲ့မယ်အမလိုက်နေဒီကနေတခေါင်းနဲ့ပြောရင်အိမ်ကငယ်သားပြောက်သွားမယ်အဲ့ဒါသူကယုံကြည်ခြင်းရစ်ပဲဟောသူတခေယေရှုနဲ့သူမသိဘူးတခေယေရှုသူမမြင်ဘူးဒါပေမဲ့တခေယေရှုတော့သူယုံနေတယ်အဲ့ဒါကရှင်မသိဘူးမမြင်ဘူးဒါပေမဲ့ကရှင်ကယုံနေတဲ့အခါသူ့ရဲ့အခက်ခဲပြည်လေတော့တကယ်ရှင်ကပြန်လုပ်ပြီးလိုက်။ဟောဒီကနေ့သင်ရဲ့တကယ်ရှင်ကသိလေသိလေယုံနေယုံနေတကယ်ရှင်လုံးမဲ့ရောက်တော့မြုံလေ သတင်းစိုးတွေတည်းသတင်းကောင်းပြန်ဖြစ်ဣဒီကထောက်ပြနှစ်ခွက်တော့ဖြစ်အဲကြောင့်လေတကီရှော့ပြောရဒီကပင်အောင်မြို့ကတောက်မှုမင်းယုံတဲ့အတိုင်းနဲ့မင်းငယ်သားမှဖြစ်ပြီတကယ်ပဲသူပြန်တဲ့အခါမှာသူယုံကြည်ခြင်းကြောင့်သူမှရှိတဲ့ငယ်သားချမ်းသာတော့တယ်ဒါယုံကြည်ခြင်းရှိကဲဒုတိယယုံကြည်ခြင်းရှိပူဇော်တာကမကုခန်းကြီးခွနဲ့အငယ်24ရာနဲ့30မကုခွနဲ့24ရာနဲ့30မှာတကိရှော့တူးလူနဲ့ဇိတုံကြီးလက်ကိုတကိရှုရောက်တယ် အဲ့ချိန်မှာခန္ဓာမျိုးမိတယောက်ခန္ဓာမျိုးမိဆိုတာတပါးမျိုးသားတွေဂျူးတွေမဟုတ်ဒါပေမဲ့သူကိရှုယုံတယ်သူဒီမျိုးမိတူတူနဲ့ဇိတုံကြီးလဲဆိုတော့အရင်ကခန္ဓာပီရဲ့မြို့တော်ကဇိတုံမြို့ဒါပေမဲ့ဂျူးတွေကဒီခန္ဓာပီကိုတင်ပိုက်လိုက်တဲ့အခါမြို့တော်ကိုဂျေရုဆလင်ဂျေရုဆလင်မြို့ဖြစ်သွားမှလိုက်တာအခုဒီဟလာတူတူနဲ့ဇိတုံမြို့မှာဒီ ခန္ဓာအနွယ်တွေအရှုပ်ကျန်နေတယ်။တခေရှုလက်ထက်ထိရှိတယ်တို့။တောင်းအိမ်မျိုးမြတ်တခေရှုယုံပြီးတော့သူ့အိမ်မှာသူ့သမီးလေးတယောက်နှဆိုးဆွဲနေတယ်။တခေရှုယုံနေလိုက်ခဲ့ပြီးနှဆိုးနှင်ပြီး။အဲ့တခေရှုပြောတယ်သားစာခွေးမကြွေးဘူးပေါ့။ဒါတော့ဒီမျိုးမြတ်ပြောတယ်ခွေးဆိုလဲစနုံးစပေါ့လို့စားပြရစီ။ဟာတခေရှုဟာဒီမျိုးမျိုးပူစော်ရဲယုံကြည်ခြင်းရဲ့ကိုကြိုက်သွားတာ။မင်းယုံတဲ့အတိုင်းနဲ့မင်းပြန်တယ်မင်းအိမ်ကသမီးထဲမှာနှဆိုးထွက်သွားပြီတကယ်လည်းမှလည်းဒီမျိုးမျိုးယုံကြည်ခြင်းနဲ့ပြန်သွားတာ အိမ်မှာနဆိုးဆွဲတဲ့ကလေးကနဆိုးထွက်ပြီးကျမ်းပါလေအဲ့ဒါဘာကြီးပူသွားလဲယုံကြည်ခြင်းချက်အဲ့တော့ဒီကနေ့ကြည့်တဲ့ online ပရိသတ်တွေမှာသင်သားမီးနဲ့ပတ်သက်ပြီးဟာတကားလေးအနာဂတ်တွေအကြီးထားတာဟာမျောလင်းချက်တွေကြီးထားတာရုပ်တရက်သတင်းစိုးတွေကြောင့်မျောလင်းချက်တွေပြတ်သွားတယ်အနာဂတ်တွေပြတ်သွားတယ်ခိစားမရှိဘူးမိတ်ဆွေနေ့တိုင်းယုံကြည်ခြင်းချက်ပဲပူဆောင်နေ့တိုင်းဖျားကိုယုံနေဖျားအော်ဝဲသင်ကိုပြန်လုပ်မယ်သင်သားမီးတို့အော်ဝဲဖျက်ရှင်ပြုလုပ်မယ်ဣဒိကထောက်ပြရင်နှုတ်ကပတော်တွေဖြစ်တယ်တောက်သိအောင်အားပေးခြင်း တကယ်သတင်းစိုးတွေကြားထဲမှာပဲအသက်မရှင်တဲ့မိတ်ဆွေယုံကြည်ခြင်းရစ်နဲ့အသက်ရှင်သူများဖြစ်ပါစေ။တောင်ဒီနေ့ဒီရက်၅မျိုးဒီနေ့တိုင်းနားထောင်ပါမိတ်ဆွေ။တင့်ကိုဘုရားသခင်စကားပြောပါလိမ့်မယ်။တောင်ကျွန်တော်ပူဇော်ရမှာအခြားဘာမှမပူဇော်လေကိစ္စမရှိဘူး။ယုံကြည်ခြင်းရစ်ပဲပူဇော်။ဒါကြောင့်ကပိန်တော်မျိုးကတမှုယုံကြည်တယ်သူငယ်သားပြောမယ်။တူတူနဲ့ဇီးတုံကြီးလက်ကမျိုးမီယုံကြည်တယ်သမီးလေးနဲ့ဆိုးထွက်တယ်။ဒါတစ်ပါးမျိုးသား။ကဲဂျူးတွေမှာတကယ်ယုံကြည်ပြီးတော့ လွတ်မြောက်ခြင်းရသွား။နှစ်ယောက်ပြောပြီးနေကုန်ချုပ်။အဲ့တော့ဒီလေနံပါတ်1တယောက်ကဘယ်လိုလဲဆိုပေထရုဖြစ်တယ်။ကျွန်တော်လုံးသိတယ်ပေထရုကဒီရေပေါ်လမ်းလျှောက်တဲ့အရာမသက်ခန်းကြီး၁၄၂၅ကနေပြီးတော့33ထိဖိုင်တွေ့ရမယ်။မသက်၁၄၂၅33မှာဒါကျွန်တော်အလုံးကြားဖို့ရတယ်။တကယ်ရှိရေပေါ်လမ်းလျှောက်တဲ့အခါတပည့်တော်တွေကသူတို့လျှောက်ချင်တယ်လို့ဘယ်သူမှမတောင်းဆို။ပေထရုတယောက်ပဲတောင်းဆိုတာ။ပေထရုကဂျူးနော်သူကဘက်ဂျဲရာမျိုးသားဖြစ်တယ်ပေထရုဖိနာမယ်ယောနာလို့ခေါ်တယ် ိုငါးပိုက်ထဲရောက်တဲ့ယောနာမဟုတ်ဘူးနာမည်တူတာဖြစ်တယ်။ပေထုမှာညီလေးတယောက်ရှိတယ်သူ့နာမည်အန်ဒရီဖြစ်တယ်။ပေထုရဲ့နာမည်ငယ်နာမည်ရှိမောဆိုင်မွန်တခေရှုနာမည်ပေးတယ်ကေဖာကေဖာအတိတ်ပဲပေတရုပေထုအတိတ်ပဲကြောက်လို့အတိတ်ပဲရတယ်။အန်ဒရီရဲ့အတိတ်ပဲနီကိုချစ်ချင်းလို့အတိတ်ပဲရတယ်။ဟောအန်ဒရီကဒီတခေရှုနောက်ကိုမလိုက်ခင်မှာသူနှစ်ချက်ဆရာယောဟန်နောက်ကိုလိုက်ပို့တယ်အဲ့တော့အန်ဒရီယာအရင်ကနှစ်ချက်ဆရာယောဟန်ရဲ့တပည့်ဖြစ်ခဲ့ဘူးလေဆိုတော့ အထောက်ထားတွေအဖြစ်တမန်ကျမ်းစာအထောက်ထားတွေအဖြစ်သူတွေ့ရတယ်။အဲ့တော့ဒီပေတရုလည်းသူယုံကြည်ခြင်းတော်တော်ကောင်းတယ်ဗျ။နည်းနည်းမဟုတ်ဘူးတော်တော်ကောင်းတာပေတရုယုံကြည်ခြင်း။ဟောဒီဂျေဘောလမ်းလျှောက်ဖို့တကယ်ရှုပ်ပြီးတော့ကျောက်ရှောက်ကျင်တယ်။အာတကယ်ရှုပ်လိုက်ပြောတယ်လာခဲ့။ဖြောင်းနေတာပဲ။ဒါပေမဲ့ကျမ်းစာကပြောလဲလေပြင်းကိုမြင်တဲ့အခါမြတ်သွားတယ်။အဲ့တော့ဒီယုံကြည်ခြင်းအပြင်ကျွန်တော်ကဘေးတွေရှောက်မကြည့်နဲ့။အဲ့ဘေးမှာလေပြင်းတွေသတင်းစိုးတွေအများကြီးရှိတယ်မိတ်ဆွေ။အဲဘဝမှာနှစ်သွားတယ်။ယုံကြည်ခြင်းနှစ်သွားတတ်တယ်။ယုံကြည်ခြင်းကြသွားတတ်တယ်။ တန်တရားလေးဝင်လာတက်တယ်တန်ပကင်းရှုစိတ်စိတ်ကြည့်ဒါကြောင့်ပေးရတကယ်ရှုစိတ်စိတ်ကြည့်တဲ့အခါဒီခြေောက်ကိုမိသွားတာသူရှုပ်တဲ့ခြေောက်ကရေဒါပေမဲ့သူမိတယ်။ဟောယေရှုကြည့်တဲ့အခါသူခြေောက်ကသူခြေောက်အောက်မှာမသိအုံနေကလေးခံထားလို့တင်းနေတာ။ဘာကြောင့်လဲဆိုတကယ်ရှုကြည့်တဲ့အခါမနဲ့အောင်တကယ်ရှုကသူ့နေရာလေးကိုလှုပ်ပေးနေတာ။ဟောဒီကနေ့အားပေးခြင်းနဲ့သင်ယုံကြည်ခြင်းချက်ကိုပူဇော်တဲ့နေရာလေးမှာဘုရားရအောင်လှုပ်ပေးနေမှာဖြစ်တယ်။ ဒါပေမဲ့လေပြင်းကြည့်တဲ့အခါပေတရုနဲ့ယေရှုကစွဲတင်ရတယ်အဲ့တော့ဒီကနေ့စွဲတင်ရတဲ့အဆက်နဲ့မသွားနဲ့တခိယေရှုစိတ်စိတ်ကြည့်နေတဲ့အသက်တာနဲ့သွားဒါဂျူးထဲမှာယုံကြည်ခြင်းအားကောင်းတာပေတရုတလောက်အားကောင်းတဲ့ပေတရုတော်မှချက်မလို့ခင်ကောင်းကြီးမြင်သွားသေးတယ်အဲအဲ့ချက်မှမပါမှုလို့လို့တယ်နောက်ပေတရုချစ်ချစ်လုကာခန်းကြီးကအငယ်တက်ကနေစက်တက်မှာနော်ဒီကိနေသားအိမ်မှာသူငါဖားနေတရားလုံးမရဘူးဒါပေမဲ့ယေရှုကိုသူမနဲ့ချက်တော့တခိယေရှုကိုလှေငါးတဲ့အခါတခိယေရှုကရေနဲ့ညာရွှေ့ဆို့ ဟုတ်တယ်တရားလုံးကြောင့်ဖမ်းတာမရဘူးရဲ့ဒါပေမဲ့ကိုရောအလိုလိုရှိရင်ရွှေ့မယ်အဲ့ဒီယုံကြည်ခြင်းနဲ့ရွှေ့လဲတစ်ချက်တည်းပြန်ရအောင်ဟောဒီနေ့သင်အားပေးခြင်းနဲ့ဒီကနေ့ကြားရတဲ့သတင်းစိုးတွေကြားထဲမှာသင်ဘဝကြီးကိုမနစ်မြုပ်စေနဲ့ယုံကြည်ခြင်းရစ်ကိုသာနေတိုင်းပူဇော်ဖျားလို့ရင်သင်ရှုံးသွားတဲ့နေ့ရက်တွေအားလုံးတရက်ထဲတစ်ချက်ထဲတမနက်ထဲတနာရီတွင်းလည်းပြန်ရမယ်ဖျားနာမဘုံချီပါစေတောင်းဒီကနေ့ယုံကြည်ခြင်းရစ်ကိုပူဇော်ရဲပေထုသတ္တဖြစ်ရအောင် နောက်ဂျူးထဲမှာယုံကြည်ခြင်းရပူဇော်တဲ့ဒုတိယတယောက်ကဘာလုပ်လဲဆိုတော့ယာအီယူဖြစ်တယ်သူတရားစရာမဟုတ်ဖြစ်တယ်မကုခန်းကြီးငါငယ်နဲ့7ကနေ53ထိဖိုင်တွေ့ရမှာမကုငါ21က53မှာသူ့သမီးလေးဖြားလို့တကယ်ရှုပ်ရှိလာတယ်တကယ်ရှုပ်အဲ့ဒီမှာသွေးတော်နာဆွဲတဲ့မိန်းကလေးကဘဘွားတို့တယ်ကတကယ်ရှုပ်ရဲ့ဘဘွားကိုတို့တယ်ခါပျောက်တယ်အဲ့မှာတကယ်ရှုပ်နေအဲ့သွေးတော်နာဆွဲတဲ့မိန်းကလေးစကားပြောနေရင်လည်းယာအီယူအိမ်ကသတင်းလာတယ်တကယ်ရှုပ်မနောက်ရှက်တယ်မင်းသမီးတေးပြီအဲ့မှာတကယ်ရှုပ်ကယာအီယူစကားတခုံးပြောတယ် ယုံကြည်ခြင်းစိတ်တစ်ခုနဲ့ထားတယ်အဲအဲ့ဒါလေးကိုပြောချင်တယ်ဟောဒီကနေ့တရားနေ့စဉ်သတင်းစိုးတွေကြားထဲမှာယုံကြည်ခြင်းစိတ်တစ်ခုပဲထားထပ်ပြောမယ်ယုံကြည်ခြင်းစိတ်တစ်ခုပဲထားအဲဒီယုံကြည်ခြင်းစိတ်ကတဲ့ကိုအအောင်ပွေဖခါကပြုတ်ပြီးမှာဒါကြောင့်လဲကြည့်လေယာယီကယုံကြည်ခြင်းစိတ်ထားပြီးသခင်ယေရှုကိုရအောင်စောင့်ပြီးခေါ်သွားတော့အိမ်ရောက်တဲ့အခါသခင်ယေရှုကဒီမိန်းကလေးကိုယာယီကသမီးကိုတလိတကုမိမိန်းမငယ်ထလို့ထထိုင် အခေယယုဒတခေရှုကိုမဆောင်မဲ့အိမ်ပြန်သွားကြည့်ခလေးဇာပနာပဲလို့ပါဘူးဒါပေမဲ့ယေရှုအချိန်ကိုစောင့်လိုက်တဲ့အခါဝမ်းမြောက်ဖွယ်ရပြန်မြင်ရတယ်အော်ဒီကနေ့သင်အားပေးခြင်းတယ်သင်ဖျားအချိန်မဆောင်ရင်သင်စိတ်တက်တယ်ပဲကြာမယ်စိတ်ဆင်းရဲနေမယ်စိတ်ညစ်နေလိမ့်မယ်ဒါပေမဲ့ယေရှုအချိန်ကိုစောင့်ပြီးနေ့စဉ်ယုံကြည်ခြင်းစိတ်ထားဝမ်းမြောက်ဖွယ်ရအောင်သင်မြင်တွေ့ရမှာဖြစ်တယ်နောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးနေကုန်ချုပ်ခြင်းတယ် ကျွန်တော်ကဘာပေါ်မှာเนาะကျွန်တော်တံပုံထဲမှာအလုံးနာမည်ကြီးတဲ့တခြင်းပေါ့ယေရှုအမွေမြတ်တာတော့ဂျူးเนาะ sweeter as the deal go by ပေါ့เนาะဒီတခြင်းလေးကသူ့ကိုရေးတဲ့တီးဆရာမနာမည်က Mrs. Lilia Nila Morris တို့ခေါ်တယ် Mrs. Lilia ကသူအသက်90မှာမျက်စိကွယ်သွားတယ်မျက်စိကွယ်ပြီးမှသူဘုရားကိုဘာမေးကုန်မမေးပါဘူးဘုရားသခင်ပြီးတဲ့ဉာဏ်ပညာနဲ့သူတခြင်းတွေရေးတာတခြင်းပေါင်းတစ်ထောင်ကျော်ရေးတယ် 15နှစ်အတွင်းမှာသူရေးသွားတယ်မျက်စိကွယ်ပြီး15နှစ်အတွင်းမှာအဲ့ဒီသချင်းပေါင်း1000ကျော်မှာနာမည်ကြီးတဲ့သချင်းကယေရှုအမွေမြတ်တာတော့တစ်နှစ်ထက်တစ်နှစ်တိုးသည် The sweeter is the year go by ဟုတ်တယ်ယေရှုခရစ်တော်ရဲ့အမွေမြတ်တာတစ်နှစ်ထက်တစ်နှစ်တိုးသည်ရတယ်ဟောဒီကနေ့လောကရဲ့သတင်းစိုးတွေကတစ်နေ့ပြီးတစ်နေ့ပူပူဆိုးလာတာဒါပေမဲ့သင်ကိုအားပေးခြင်းနဲ့ယေရှုအမွေမြတ်တာတော်ကိုသာမျှော်ချစ် တစ်ချိန်ပြီးတစ်ချိန်အံဩပွဲပူတည်လာလိမ့်မယ်။နောက်ဒီ Mrs. Lilia ကသူဒီသချင်းကိုရေးတဲ့အခါမှာလူပေါင်းများစွာဆိုတာဒီသချင်းအဖြစ်သက်တာပြုပြင်ပြောင်းလဲခြင်းရတယ်။သူသက်တာမှလည်းကောင်းကြီးဖြစ်တယ်။ဟောဒီနေ့သင်ကအားပေးခြင်းလေ။တစ်ချိန်ပြီးချိန်တစ်နာရီတိုင်းတစ်နာရီတရက်ပြီးတရက်ကတည်င်းကောင်းမရှိဘူး။တည်င်းဆိုးကြီးပဲ။ဒါပေမဲ့အဲ့ဒီအဲမှာသင်မနေနဲ့မိတ်ဆွေ။ ယုံကြည်ခြင်းချက်ကိုပူဇော်ပြီးတခေရှုတဲ့အိမ်တဲ့အသက်တာတဲ့မိသားစုတဲ့အနာတတော်လှုပ်ပေးမယ့်အရာတွေမျောလဲပါ Mrs. Lilia မျက်စိကွယ်တဲ့သူတော်ဖခင်မြတ်တာကိုကောင်းကောင်းဖော်ကျူးနိုင်ရင်တဲ့မှာဖခင်ပေးတဲ့ကြီးစိုးတော်တွေအများကြီးရှိပါသေးတယ်အဲ့ဒါလေးကိုရေတွက်ပြီးယုံကြည်ခြင်းချက်တာပူဇော်ပါထို့ဖခင်တဏိပြီးတဏိတိုး၍ပို့၍အကောင်းဆုံးတဲ့ကိုတာ၍တာဝန်ယူပြီး တဲ့ယူပါယုံနေအနာဂတ်တွေကိုရအောင်အကောင့်ထည့်ဖို့ပြီးမှဖြစ်တယ်။ကျမ်းစာရောက်ချစ်စီတိုင်းယုံကြည်ခြင်းရစ်ပူဇော်ပြီးဖျားအကောင့်ထည့်ပြောဖို့ပြီးမယ်နေ့ကိုမျော်လင့်လျက်ယုံကြည်ခြင်းအဖြစ်သက်ရှင်တော်သူများဖြစ်ပါစေ။အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။ကျွန်တော်ချိန်ညာစရာမနှက်ဖန်တောက်ကြနေမြန်မာစံတော်ချိန်ညာနေ၄နိုင်ခွဲမှကျွန်တော်ပြန်လည်တွေ့ဆုံမှာဖြစ်တယ်။ဒီကနေ့ချစ်ရှိခွန်ယူတယ်။ဒေါ်ဖရိတ်တဲ့အားလုံးကိုဖြတ်ရှင်တာပြီးကောင်းချီးပေးပါစေ။ရင်သက်ချင်းရှိပါစေ။ God bless you all. Sit down ကောင်းကြီးခံယူကြပါစို့။ခမည်းတော်သားတို့သာရှင်တော်ဝိညာဉ်တော်သုံးပါးတို့ဖျားထံတော်ပါမ။ကောင်းကြီးဖျားဖျားဒီကျွန်တော်အားလုံးပေါ်သူတော်ကောင်းမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သူတော်ကောင်းဒီကနေ့နေ့စဉ်ကြားနေရတဲ့ဆိုးရွားလာတဲ့သတင်းဆိုးတွေကြားထဲမှာအသက်ရှင်ရပြီမယ်။ကောင်းမြတ်လာတဲ့ယေရှုခရစ်တော်ရဲ့သတင်းကောင်းအရှင်ကိုယုံကြည်ခြင်းအားဖြင့်ယုံကြည်ခြင်းရက်ကိုပူဇော်တော်သူတို့ယုံတဲ့အတိုင်းဖြစ်စေဆိုတဲ့တခင်ရဲ့အမိန့်တော်ဒီကြီးရှုနေတဲ့ online ပရိသတ် မြန်မာပြည်နဲ့ကဘာကြီးပေါ်သို့ခက်ခဲမှုပေါင်းများစွာတွေကလွတ်မြောက်ခြင်းအနာဂတ်တွေပျောက်လွင့်နေတဲ့အရာတွေတဲကအနာဂတ်တွေလှပခြင်းမျောလင့်ရမေ့နေတဲ့အရာတွေတဲကမျောလင့်ချက်နဲ့ကောင်းကြီးမင်္ဂလာဖြစ်တဲ့ဂရီတော်တို့သည်ကြည်ရှုတဲ့ online ပရိသတ်မြန်မာပြည်နဲ့ကဘာကြီးပေါ်သို့သောဒီကနေ့မိုးနေ့ကြောက်တဲ့မိုးနေ့ရှင်မြမင်္ဂလာနဲ့ပတ်လည်ကြောက်သောသူများဘုန်းတော်ဝန်စားတွေတို့ရဲ့ကြံရှိတဲ့မိသားစုတွေနဲ့တိတ်ချင်းတဲ့ကွာကြည်ရှုသူအားလုံးပေါ်ယနေ့မှစကာလအစဉ်မြဲတက်ရောက်သလိုရည် မြစ်ကြီးကမြို့မှာရေချီးခြင်းတွေရေပြန်လျော့ချခြင်းတွေကဘေးဥပ္ပမြို့စုံကကွက်ကခြင်းတို့သည်အာလုံးပေါ်သို့ကာလဆင်မြတ်တက်ရောက်တည်ရှိတည်နေပါစေတော့အာမင်ကျေးဇူးတင်ပါတယ်ကျေးဇူးတို့အာလုံးကိုဖျားရှင်ကောင်းချီးပေးပါစေနိုင်သက်ချင်းရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့